ဝင်လာပြည့်တက်ကြီးဒီနေ့ recap ပြုတ်လုပ်ပေးမယ့်ဇာကားလေးကတော့လျော်ဝက်စမ်းကြပြီးတဲထက်ရင်ဖို့ဆက်ဆံကြည့်ရှုရမှာပါ horror ဆိုပေမဲ့အငိမ်ကလေးနဲ့ဘာမှမတီးပဲဇာကားကိုနှစ်ခါပြန်ကြည့်မှနားလည်မဲ့ flory ပါဝင်နေခဲ့ပါတယ်အဲ့ဒီတော့ဇလန်ရဲ့ဆမှာတော့ကလေးတယောက်ကတဲ့ပင်ပေါ်မှာတက်ဆုံနေတဲ့မြင်ကွင်းကိုတွေ့ရပြီးသူမတို့အိမ်မှာတော့မင်္ဂလာပွဲကျင်းပဖို့ပြင်ဆင်နေပါတယ်။အဲ့ဒီထဲမှာမှစတရာဆိုတဲ့ကောင်လေးကမင်္ဂလာပွဲတဲ့ကိုပတ်သွားနေခဲ့ပြီးတော့ပျော်မြူးနေခဲ့ပါတယ်။ တပတ်မှလည်းဘူဘူးဆိုတဲ့ကောင်မလေးကိုသူ့အမေကလိုက်ရှာနေခဲ့ပြီးတော့အစ်ပင်ပေါ်ကနေခေါ်လာခဲ့ပါတယ်။အဲဒီခါမှာပဲစထရာကမင်္ဂလာပွဲကသူ့မင်္ဂလာပွဲအထင်နဲ့ဘူဘူးကိုလက်ခံပေးရမှာပေါ့လို့ပြောလိုက်ပါတယ်။ဘူဘူကငငယ်လေးတည်းကတော်ဝင်မိသားစုတွေရောက်လာခဲ့ပြီးတော်ဝင်မိသားစုနဲ့လက်ထပ်ခဲ့ပါတယ်။တော်ဝင်နန်းဆောင်ကြီးစီကိုသူမကလိုက်လာခဲ့ပြီးလန်ကူလက်တဲ့နေရာမှာတော့စထရာဆိုတဲ့ကောင်လေးကသူမကြောင့်နေမှာဆိုလို့ခြေကလင်ဆုံးမအကြောင်းကိုပြောပြလိုက်ပါတယ်။ဆုံးမကညာဘက်တွေမှာထွက်လာတတ်ပြီးခြေထောက်ကလည်းလိန်ခွေးတွေကပြောင်းမြန်ဖြစ်နေပြီးသူမမကျေနပ်တဲ့သူတွေကိုတတ်ပြစ်တယ်လို့ပြောလိုက်ပါတယ်။ ဒီလိုနဲ့ဘူဘူးကအိမ်ကြီးထဲမှာဘေးမှာတပားလိုနေထိုင်နေရပြီမဟန္တရာဆိုတဲ့သူညီငယ်ကတော့ကြက်လဲသိမ့်မပြည့်တလို့ဘူဘူးလေးကိုကိုထိလိုက်ရောက်ဖိလုပ်နေပါတယ်အနန်းတို့ရဲ့အကြီးဆုံးသားကရောက်လာပြီးတော့ဘီနိုဒရီကိုခေါ်ကသူမရဲ့ယောက်ျားကိုပြန်ခေါ်သွားဖို့ပြောလိုက်ပါတယ်အဲနောက်အရှင်ဆိုသူကမဟန္တရာကသူညီလို့ပြောပြီးမိတ်ဆက်လိုက်ပါတယ်ဘူဘူးလေးကလည်းစတရာကိုမိကသူမရဲ့ယောက်ျားဗမာလဲလို့မိလိုက်ပါတယ်အဲ့တော့အရှင်ကမင်းရဲ့ခင်မုန်းကငါလေးလို့ပြောပြီးဘူဘူကတော့သူမလို့ငငယ်လေးမဟုတ်ဘူးလားလို့မေးလိုက်ပါတယ်။အရှင်ကလည်းသူမကြီးလာရင်ခင်မုန်းနဲ့မတ်ဆိုတဲ့ဌာနချက်ကိုတည်လာလိုက်မယ်လို့ပြောလိုက်ပါတယ်။ ဒီလိုနဲ့ညအချိန်တွင်နှစ်တွေကုန်လွန်သွားပြီးလန်ဒန်မှာဥပဒေပညာသင်ကြားနေတဲ့ Strah ကစံအင်တော်ကြီးစီကိုပြန်လာခဲ့ပါတယ်။လမ်းမှာတော့စုံမရဲ့အရေးအယောင်တွေကိုလှဲသမားကတွေးလိုက်ရပြီး Strah ကိုပြန်ပြောပြလိုက်ပါတယ်။ Strah ကလည်းပညာတတ်ပြီးပြီးဒီလိုယူဆတွေကိုအဲ့ရဝင်ပုံမြင်လိုပဲတည်ထားတော့ဟာတိုက်ရဲလိုက်ပါတယ်။ဒီလိုနဲ့စံအင်ထဲကိုရောက်လာခဲ့ပြီးသူအရင်ဆုံးတတိရတာကတော့သူ့ရဲ့မကြီးဖြစ်တဲ့ပူပူးကိုဖြစ်ပါတယ်။ခရီးဝေးကနေပြန်လာခဲ့တော့ညစာတော်မစားဘဲနဲ့အိပ်ပျော်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲစုံမရဲ့အရေးအယောင်ကသူ့ရဲ့အခန်းရှိမှာရောက်နေခဲ့ပါတယ်။ မနက်ခင်းလေးရောက်ရောဘူဘူးကအစီခံရင်းနဲ့စကားပြောနေခဲ့ပြီးစရာကတော့ခရီးဦးကျိုးနှုတ်ဆက်လိုပါတယ်။အဲဘူဘူးကအရင်ကလေးဘွားတော်ကလည်းမထူတော့ဘဲနဲ့အတော်လေးကိုချောလာလာပြီးတော့ရင့်ကျက်လာခဲ့ပါတယ်။စရာနဲ့စကားဆက်မိပြောနေရင်းနဲ့မဟန်ထရာဆိုတဲ့တူဦးလေးငယ်အသက်ခံရတာကိုပြန်ပြောနေပြီးဘူဘူးကတော့သုံးမတတ်တာလို့ပြောကြတာပဲလို့ပြောလိုက်ပါတယ်။နောက်ပြီးဘူဘူးရဲ့ယောက်ျားဖြစ်သူအရှင်ကလည်းအင်ကြီးကနေထွက်သွားတာနဲ့တော့ကြာသွားခဲ့ပြီလို့စရာကမေးလိုက်ပြန်ပါတယ်။ဘူဘူးကလည်းဘာမှပြန်မပြောဘဲနဲ့မုံဆိုးမဖြစ်နေတဲ့ဘီနိုတနေနဲ့တွေ့ချင်လားလို့မေးလိုက်ကစကားလွှဲလိုက်ပါတယ်။ နောက်ရက်မှာတော့မော်ဆူမာရီတရားအားထုတ်တဲ့ဖះเจ้าစီကိုလိုက်ပို့လိုက်ပါတယ်။ဘီနိုဒနီကတော့စတရာကိုသူ့ယောက်ျားကွဲလွန်မှုတွေကိုပြောပြပြီးအလွမ်းတန်နေပါတယ်။သူ့ဘာယောက်ျားကဖះလာရုပ်ဖက်ပူဇော်ရင်းနေမှာပဲသုံးမကလဲဘင်းကိုကိုက်ပြီးတပ်ပစ်လိုက်တာဖြစ်ပါတယ်။သူလည်းကရုံတုံးပြီးတော့ယောဂီဝက်ကတရားကျင့်ရဲ့အားထုတ်လိုက်ရပါတယ်။ဒီလိုနဲ့ဘူဘူကစတရာနဲ့အင်ပြန်လာခဲ့ပြီးအရင်အတိတ်ကြောင်းတွေကိုပြန်တွေးကတချိန်ကပုံမြင်လေးတွေကိုပြန်ပြောရင်းနဲ့ယထာလုံးပေါ်မှာစကားပြောလာခဲ့ကြပါတယ်။ဒီလိုနဲ့ညဘက်မှာတော့စတရာကသူ့ရဲ့တနတ်ကိုယူလာပြီးတော့ဘူဘူစီကိုရောက်လာခဲ့ပါတယ်။ မြင်ခွင်းထဲမှာတော့ပူပူကဆေးဆရာဝန်စုတစ်နဲ့စကားပြောနေတာကိုတွေ့ရပါတယ်။စုတစ်ကပူပူရဲ့ခြေထောက်တံရကိုကြည်ပေးနေတာဖြစ်ပြီးစုတစ်နဲ့စတရာကိုမိတ်ဆက်ပေးလိုက်ပါတယ်။ဒီလိုနဲ့စုတစ်ကပူပူကိုကြည်ပေးရင်တခင်ကြီးတင်ကားရဲ့မိမကိုကြည်ပေးရမှာလို့ပြောလိုက်တော့ပူပူကမပြောင်းလဲသေးတဲ့တခင်ကြီးလားလို့မေးလိုက်ပါတယ်။စတရာကလည်းနားမလဲတော့အဲ့ဒီတခင်ကြီးကလူကောင်းပါပဲလို့ပြောလိုက်ချိန်မှာပဲပူပူကဟုတ်ချင်ဟုတ်မှာပေါ့။သူ့မိမခြေထောက်ကကျိုးနေတဲ့အရိုးတွေကတော့အဲ့လိုမထင်ဘူးလို့ခနဲ့စွာပြောလိုက်ပါတယ်။အဲ့ဒီလိုပြောနေကြရင်းနဲ့စုတစ်ကထားသွားခဲ့ပြီးတော့စတရာနဲ့ပူပူနှစ်ယောက်သာကျန်နေခဲ့ပါတယ်။ struggle တော့ဘူဘူးကိုယောက်ျားတစ်ယောက်နဲ့ရင်းနေနေတွေးလိုက်ရတာကိုမကြိုက်ဖြစ်နေပြီတချိန်ကစိတ်ဝင်စားခဲ့တဲ့ခံစားချက်ကလည်းပေါ်လာသလိုရှိနေခဲ့ပါတယ်ဂီလိုနဲ့ရွာကြီးထဲမှာတော့ညာဘက်စူတောင်းပွဲလုပ်နေရင်တခင်ကြီးတင်ကာကစုံမရဲ့တပြက်ချင်းကိုခံလိုက်ရပြီးတေပင်မှာကြိုးကြီးတွဲလောင်းချခံထားရပါတယ် struggle လည်းစုံမလို့တာမဟုတ်ဘဲနဲ့ယောက်ျားတစ်ယောက်လို့တော့လို့ကောက်ချက်ချပြီးမိသားစုဝင်တွေစီကိုနားရေးလို့ဖို့ခွင့်ပြုလိုက်ပါတယ်သေးစရာကလည်းအလောင်းကိုကောက်ချက်ချပြီးပြီးတော့ struggle လည်းဒီရွာနီးနားမှာတခုရည်နဲ့ trace and တွေရှိလားလို့မေးခွန်းမေးနေတော့ suit တက်ကမရှိဘူးလို့ပဲပြန်ပြောလိုက်ပါတယ် ီလိုနဲ့မနက်ခင်းလက်ရောက်ကစတရာကဘူဘူးစီရောက်လာခဲ့ပြီးတခင်ကြီးတည်တဲ့အမှုကိုပြောပြတော့ဘူဘူးကယောက်ျားလေးမဟုတ်ပဲမိန်းမတတ်ရင်ကိုလို့ပြောတော့စတရာကဘလို့မိန်းမကရဲဆက်ဆက်တည်ရဲမှလဲလို့မေးလိုက်ပါတယ်ဒီလိုနဲ့မုံဆိုးမဘီနိုဒန်နီကလည်းစတရာခေါ်ရလို့ဒီရင်ကြီးထဲမှာလာနေတော့မှဖြစ်ပါတယ်ဘူဘူးကလည်းရီးတက်တဲ့စကားတွေဆိုပြီးတချိန်ကဘူဘူးကစတရာနဲ့တွေ့ဖို့ချိန်ထားတဲ့နေ့ကိုအမှတ်ရပြီးဘီနိုဒန်နီကအမေမေမတော်အောင်တားနေခဲ့ပါတယ်နောက်ဆုံးစတရာနဲ့တွေ့တဲ့ပန်းချိန်လေးကိုလှမ်းကြည့်ပြီးသဘောမချသလိုအမှုရလုပ်နေခဲ့ပါတယ် ဒါတွေကိုလည်းပူပူကရိမ့်မိနေပြီးတော့သူမကိုဒီဆိုင်မှာမနေစေတာလည်းဖြစ်ပါတယ်။အဲတပတ်မှလည်းစတရာကတခင်ကြီးတင်ကားရဲ့အလောင်းကိုတချိုပွဲမှာတော့ဒဲလွန်သားကိုရှာဖွေနေပြီးဒဲလွန်သားကသူ့အိမ်ကြီးရဲ့အနောက်ဘက်တောကြီးထဲမှာလက်ရာကျန်နေကြတာကိုတတိထားမိလိုက်ပါတယ်။အိမ်ထဲကိုလည်းရောက်ရောဘီနိုတနီကိုပူပူနဲ့ဆရာဝင်စုတွေကြောင့်မင်းနေပြီးတော့ဘီနိုတနီကလည်းအရှင်အိမ်ကနေထွက်သွားခဲ့တဲ့ကဆရာဝင်ကဝင်းကြီးထွက်ကြီးလုံနေတာလို့ပြောလိုက်ပါတယ်။ ဘဘူးရောက်လာချိန်မှာတော့ဘဘူးကသူမရဲ့မဟုတ်မမှန်အကြောင်းတွေပြောနေရလားလို့မေးတော့ဘီနိုတနီကမပြောဘူးလို့ပြန်ပြောလိုက်ပါတယ်။ဒီလိုနဲ့ဘဘူးကအတိတ်အကြောင်းတွေကိုပြန်တွေးနေပြီးအတိတ်မှာလည်းတေသွားတဲ့ဘီနိုတနီရဲ့ယောက်ျားမဟန်ဒရာကဘဘူးလေးကိုအခွင့်အရေးရရင်ရတယ်လို့ယူနေပေမဲ့လည်းခိုးစားဖို့အကြံထုတ်နေပါတယ်။ဘဘူးကိုသူမရဲ့ယောက်ျားအရှင်ကအနာကိုခေါ်လိုက်ပြီးသူမအတွက်လက်ဝဲလက်စားတွေဝယ်ထားတယ်။ဘာညာနဲ့ဂျီနူးစွာပြောနေချိန်မှာပဲဘီနိုတနီကမနာလို့ပြီးတော့စရိုက်ရဲ့ဆက်ဆက်ကြောင်းလန်ကိစ္စကိုပြောကဘဘူးရဲ့ခံစားချက်ကရောဘာလဲလို့မေးလိုက်ပါတယ်။ ဲတော့အရှင်ကစိတ်ဆိုးသွားပြီးတော့ပူပူနဲ့စတရာတို့ကိုမလုံတလုံအထင်လွဲသွားကစပီးတရီထမိသွားပါရယ်နောက်တော့အင်ဂျီအနောက်ဘက်ဘန်းညံစီမှာတော့ပူပူကစတရာစီစမ်းမဲ့အခါကိုဝန်းနေနေပြီးသူမငငယ်ကလေးကတန်ယုံစဉ်ရှိတဲ့ယောက်ျားကသူမကိုခွဲသွောမှာကြောက်နေခဲ့ပါရယ်စတရာကလည်းသူကအိမ်အောင်မပြူဘူးဒီဘန်းညံအိမ်လေးမှာပဲဆေးတုပ်ပြီးပူပူနဲ့စာရီတူရေးမယ်လို့ပြောစရာစကားတွေပြောလိုက်ပါရယ်အတကြနေမှာတော့အရှင်ကဘူဘူးနဲ့စတရာကိုခေါ်ပြီးတော့စတရာကိုလန်နမှာဥပရေကြောင်းတက်ဖို့ပို့မယ်လို့ပြောလိုက်ပါတယ်။စတရာကလည်းသူ့ရဲ့ပညာရေးဆိုတော့သွားမယ်ဖြစ်ကြောင်းပြောလိုက်ပါတယ်။ အဲဒီမှာပဲပူပူကပန်းညံနေမှာစတရာနဲ့စကားပြောခဲ့ပြီးတော့သူချစ်တဲ့သူကအဝေးကိုသွားမှမို့စိတ်ညစ်နေပါတယ်။စတရာကလည်းစာကုန်နေတိုင်းရင်းမယ်သူစာတင်ပြီးရင်ပြန်လာခဲ့မယ်လို့ကတိပေးလိုက်ပါတယ်။ဒါဝအရှင်ကအဝေးကနေကြည့်နေခဲ့ပြီးတော့စိတ်တွေတုန်နေပါတယ်။ပူပူရဲ့စာအုပ်ကိုလည်းဘာလဲလို့ပြီးတော့ပူပူကသူမရဲ့ကိုကြီးကိုရာစာအုပ်ပါလို့ပြောလိုက်ပါတယ်။အဲဒီတော့ကိုကြီးကိုရာဆိုတော့သူမရဲ့ယောက်ျားအတွက်ပဲဖြစ်ရမယ်လို့ပြောပြီးတော့စတရာကိုခရီးလိုက်ပို့ဖို့သွားပါတယ်။အဲဒါပတ်လောက်ကြာမှပဲပြန်လာခဲ့ပြီးတော့စတရာကိုလန်ဒန်လိုက်ပို့ခဲ့ပြီလို့ပြောကအရှင်ကြီးပဲအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့အရှင်ကသူ့ကိုလည်းစကားမပြောဘဲမကြီးအခန်းမှာသွားအိမ်မယ်လို့ပြောကထွက်သွားပါတယ်။အဲဒီတော့မှမကြီးဖြစ်သူဘီနိုတနီနဲ့ဖောက်ပြန်နေတာကိုရိမ့်မိသွားပါတယ်။ပေါက်ကွဲပြီးစတရာနဲ့ရေးခဲ့တဲ့စာအုပ်ကိုလည်းမိဘုံထဲကိုရှို့ပြစ်လိုက်ပါတယ်။မနာလိုတဲ့ဘီနိုတနီပြောစကားကြောင့်အရှင်ကစိတ်ဆိုးသွားခဲ့ပြီးဘူဘူးရှိတဲ့ရိုချိုကန်လေးကိုဝင်ကဘူဘူးရဲ့ခြေထောက်နဲ့ချောင်းလုံးကိုအစိမ့်စိမ့်အမမကြီးအောင်ရိုက်ချိုးပြစ်လိုက်ပါတယ်။မနာလေးရောက်ရောဘူဘူးကသတိမင်းနေခဲ့ပြီးဆရာဝန်ကတော့ခြေထောက်ပြန်ကောင်းဖို့လာတော့ကြာမလှူရှားစင်နဲ့လို့ပြောပြီးဘာဖြစ်တာလဲလို့မေးတော့တခင်ကြီးကလှေကားပေါ်ကပြုတ်ကျတာလို့ပြောလိုက်ပါတယ်။ ဘူဘူကတတိလဲရရောအတော်လေးကိုနာကျင်နေခဲ့ပါရီအတိတ်ကဖျက်တွေကိုပြန်တွေးနေပြီးသူမကတွေးဝင်နေပါရီမနက်လဲရောက်ရောလူသိမှုတစ်ခုဖြစ်ခဲ့ပြီးရေချိုးသလားထဲမှာဆုံးမအခက်ခံရတယ်လို့မျိုးဖြစ်နေပါရီမြန်မြန်တတိကတော့နတ်ဖျားမတတ်သွားတာလို့ထွက်ဆိုထားတဲ့ကလေးမတစ်ယောက်သာဖြစ်နေပါရီဒီလိုနဲ့တညမှာတော့ဆရာဝန်စုတဲ့နဲ့ဘူဘူတို့ကစကားပြောနေကြပြီးစရာကစုတဲ့ကိုတန်ရဝင်နေတာလို့ပြောလိုက်ပါရီစုတဲ့ကလည်းသူမကိုထားခဲ့ပြီးတန်ရကိုသွားတော့မှမို့လာနှုတ်ဆက်တာဖြစ်ကြောင်းပြောလိုက်ပါရီသူတို့စကားပြောနေတာကိုအဝေးကနေစရာကလမ်းကြည့်နေခဲ့ပြီးညဘက်မှာတော့ဘူဘူကို ဖောက်ပြန်တာမကောင်းဘူးအရှင်ထွက်သွားတာလေသူမဖောက်ပြန်လို့နေမှလို့ပြောတော့ဘူဘူးကယောက်ျားတွေကတူတူပဲဒီအိမ်ကလူတွေပိုဆိုရဲလို့ပြောရင်းနဲ့သူမရဲ့အတိတ်ကိုပြန်ရောက်သွားပါတယ်အတိတ်မှာတော့အရှင်ရဲ့ညီဖြစ်သူအယူက6ထောက်ကျိုးနေလို့လုံမရတဲ့ဘူဘူးစီကိုရောက်လာခဲ့ပြီးအတင်းအထမဖြူချလိုက်ပါတယ်အဲဒီမှာပဲဘူဘူးကနာကျင်နေတဲ့ဒဏ်ကြောင့်ကွဲလွန်သွားခဲ့ပြီးသူမကဆုံးမတစ်ယောက်ဖြစ်ပြန်လည်နှုတ်ထလာခဲ့ပါတယ်အဲ့ဒါကိုလေယောက်ျားဖြစ်သူရဲ့အမားကိုအရှင်းကိုတရင်မပေးပဲဝယ်ကြီးဖြစ်သူဘီနိုတနီကနှုတ်လုံအောင်ပိတ်ထားဖို့ပြောလိုက်ပါတယ်။အတရားဓမ္မချင်းခံရလို့ပေးကြံနေတဲ့ပေါင်ကသွေးတွေကိုတုပ်ပေးလိုက်ပါတယ်။ ဆရာဝန်ကလည်းဆေးလာကိုင်းနဲ့သူမရဲ့ဒဏ်ရာကိုတွေ့သွားပြီးအရိကစပြီးဆရာဝန်နဲ့ဘူဘူးကရင်းနှီးခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့အထိတ်ကြောင်းတွေကိုတွင်းနေချိန်မှာပဲဘီနိုတနီကသူမရဲ့ယောက်ျားမဟန်ဒရာနဲ့နှစ်ပတ်လည်ဆူတောင်းပွဲလို့ပြောပြီးဆူတောင်းပွဲစီခေါ်လာခဲ့ပါတယ်။အဲဒီမှာပဲအစီကံကောင်လေးကသူ့အမေကိုဦးလေးဖြစ်သူကစော်ကားလို့ကြောက်နေရာကြောင်းဘူဘူးကိုလာပြောနေပါတယ်။ဒီလိုနဲ့မကြခင်မှာပဲမတရားလို့သူကွဲလွန်သွားခဲ့ပါတယ်။ဒီကွဲလွန်မှုကိုစရာကဆရာဝန်လောက်တာလို့ထင်ပြီးဆရာဝန်ကိုယက်စကန်ကိုခေါ်လာခဲ့ပါတယ်။လန်ခုလက်မှာတော့ဆုံးမကမြင်းပေါ်ကလူကိုကိုက်တက်လိုက်ပြီး အဲဒီတော့မှဆရာဝန်လောက်တာမဟုတ်ကြောင်းတည်သွားခဲ့ပါတယ်။နောက်ပြီးစတရာစီကိုကိုတင်ပြကစတရာကတော့ဘူဘူးဆုံးမစီကိုအမိလိုက်တော့ဆရာဝန်ကအရှင်မလို့ပြောပြီးတားဆီးနေပါတယ်။စတရာကဘာလို့ကာကွယ်ပေးနေရလဲလို့မေးတော့ဆရာဝန်က"သူမကဆုံးမမဟုတ်ဘူး၊နတ်ဖျားမလို့ပြောရင်ရုံးရင်ဆံခတ်တွေဖြစ်ကဘူဘူးချစ်တဲ့ဒေါ်ကြီးကတစ်ပင်တွေစီမိတွေကူပြီးလောင်ကျမ်းနေပါရဲ့ ။ဘိုးဘိုးကလည်းမီးလောင်နေတဲ့တပင်းတွေကိုကြည့်ပြီးသူမရဲ့အတိတ်ကတတ်ခဲ့တဲ့မတရားတဲ့သူတွေကိုပြန်မြင်အောင်နေခဲ့ပါရင်။အဲဒီတော့မှပဲစတရာကလည်းသူ့လေးအရှင်ဆိုသူ့ရဲ့မတရားမှုကိုတီးသွားခဲ့ကပေါက်ကွဲနေခဲ့ပါရင်။ဘိုးဘိုးကလည်းမီးဆုံးမှကြီးဖြစ်သွားခဲ့ပါရင်။ဒီလိုနဲ့တနည်းအကြာမှာတော့အရှင်ကသူ့ရဲ့ဆိုင်ရင်ကြီးစီကိုရောက်လာခဲ့ပြီးစတရာကလည်းအရှင်လိုမျိုးရက်ဆက်တဲ့သူမဖြစ်ချင်တာမလို့လန်ဒန်ကိုအပြီးပြန်သွားပြီလို့စာချန်ထားခဲ့ပါရင်။အရှင်အဲ့နေတဲ့မှာတော့ဘိုးဘိုးကမီးတောက်ပုံစံရောက်လာခဲ့ပြီးအညိုးတွေအပြင်းနဲ့ခြေကလိန်ဆုံးမကနေမီးဆုံးမဖြစ်သွားခဲ့ပြီးအရှင်ကိုလက်စားချေတော့မှပဲဖြစ်ပါရင်။ ဇလန်လေးကတော့ဒီမှာရင်ပြီးဆုံးသွားခဲ့ပါပြီခင်ဗျာကြည့်ရှုပေးခဲ့ကြတဲ့ဒီဥတီအောင်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ